စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုပထမဆုံးရုံးထုတ်စစ်ဆေးခဲ့တဲ့2022ခုနှစ်မေလမှာနေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမြို့အောင်နဲ့၃ရောင်တွဲဓာတ်ပုံနဲ့တကြိမ်သားသတင်းထုတ်ပြန်ခဲ့ပူပါတယ်။ဒီပေါက်ကြားလာတဲ့ရုပ်သံဖိုင်မှတ်တမ်းအရ2022ခုနှစ်ဩဂုတ်လ10ရက်နေ့နဲ့ဒီဇင်ဘာလ12ရက်နေ့ကတရက်တွင်မြင်ကွင်းနေဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ဟာအဖြူရောင်ရင်မုံအင်ဂျီအပေါ်အနှွေးတဲ့လက်ရှိနဲ့အညိုရောင်ထမိန်ကိုဝတ်ဆင်ထားပြီးဦးဝင်းမြင့်ကတော့အပြာရောင်အထက်အောက်စင်တူဝတ်ဆောင်တဲ့အင်ဂျီပြားပေါ်မှာတိုက်ပုံအင်ဂျီဝတ်ဆင်ထားပါတယ်။ CCTV မှတ်တမ်းအရအဲ့ဒီအချိန်မှာဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြစ်တို့ကိုစစ်ကောင်စီဖမ်းထားတာတနစ်ကျော်ရှိနေပြီးတဘာဝပေးပို့ကုန်တွင်းကုန်လှုပ်ဝက်အပ်စတဲ့ပုံမှန်တွေနဲ့ထောင်ဒဏ်တွေချမှတ်ထားပြီးဖြစ်လို့ထောင်ကြအကျဉ်းသူအကျဉ်းသားတွေဝစ်ဆင်ရတဲ့ဝစ်ဆုံတွေဝစ်ဆင်ထားရတာကိုတွေ့ရပါတယ်ဒီဇင်ဘာလ12ရက်နေ့ကရုတ်တန့်တဲမတော့ဒုတိယသမ္မတဟောင်းဦးဟင်ရီဗန်ချူကတရက်ခွင်မှာထွက်ဆိုနေတာတွေ့ရပါတယ် သမရယုံမှာဒုတိယသမရနှုတ်မှာသူကစီးပွားရေးကဏ္ဍကိုကန်ရတဲ့ဒုတိယသမရဖြစ်ပြီးဒီဟဲ့ရင်ဝဲယူငှားရန်ပြုပြင်ထိမ့်သိမ်းရေးကိစ္စကိုစီမံလုပ်ကန်ရတဲ့သူဖြစ်တယ်လို့တရားရေးဌာနနဲ့နှီးစက်တဲ့အတိုင်းဝိုင်းကပြောပါတယ်။အဲ့ဒီကာလတွေကတရားခွင်မှာဒီရဲရင်ကိစ္စကိုထွက်ဆိုတဲ့အခါဦးဟင်နရီဗန်ထူးကဒီကိစ္စတွေကြောင့်အစိုးရမနစ်နာခဲ့ကြောင်းနဲ့လက်စားတာလည်းမရှိခဲ့ကြောင်းနိုင်ငံတော်ဘဏ္ဍာအလေးလွင့်လည်းမရှိခဲ့ကြောင်းထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ထိုက်တဲ့ဈေးနှုန်းတွေနဲ့ရှင်ပြပြီးရဟတ်ရင်ကိုငှားမဲ့အစားဝယ်ယူဖို့နဲ့ဝယ်တဲ့အခါမှာလဲဈေးအသက်တာဆုံးဖြစ်အောင်ကော်မရှင်ဖွဲ့ပြီးလုတ်ကင်ဖို့သူ့လက်မှတ်နဲ့သူကိုယ်တိုင်စီစဉ်လုတ်ကင်ခဲ့ကြောင်းထွက်ဆိုသွားခဲ့တယ်လို့ BBC ကစုံစမ်းသိရှိခဲ့ရပါတယ်။ဒါပေမဲ့ဒီအမှုတွေနဲ့ဥဝင်းမြင့်ရောဒေါန်ဆန်းစုကြည်ကိုပါစစ်တပ်က ထောင်ချခဲ့ပါတယ်။ရုပ်သံမှတ်တမ်းအရယာယီအဆောက်အုံတစ်ခုကို တရားရုံးအတွင်ဖန်တီးထားတာတွေ့ရပြီးဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြတ်တို့ကိုစစ်ဆေးနေတဲ့တရားရုံးကဘယ်မှာဖွင့်ထားတာပါလဲတရားရေးအတိုင်းအဝိုင်းနဲ့နှိစက်သူတူပြောပြထားတာကိုလွန်ညိုရေးရ BBC ကအတန်းစားတို့ဖတ်ပြထားပါတယ်အဲ့ဒါကနေပြည်တော်မှာရှိတဲ့မြို့တော်ကောင်စီဝင်းတဲ့ကအိမ်တိန်ကိုတရားရုံးလောက်ထားတာယာယီမန္တလေးတိုင်းတရားရုံးရုံးခွဲပေါ့အဲ့ဒီမှာလာဖွင့်ထားတာမြို့နယ်ရုံးလည်းဖွင့်ထားတယ်လာထိုင်တာကတော့မန္တလေးတိုင်းတရားလွှတ်တော်ကတရားသူကြီးဒေါအောင်ဆန်းစုကြည်ရဲ့အမှုတွေအကုန်လုံးအဲ့ဒီမှာပဲစစ်တာ ဒေါ်ဆန်းစုကြည်ဟာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကနေအခြေကျုံနဲ့တနစ်ကျော်နေခဲ့ရပြီးပုံမှန်ပေါင်း16ခုနဲ့တရားစွဲခံခဲ့ရတာပါ။အဲဒီနောက်ပုံမှန်တချို့အတွက်ပြစ်ဒဏ်တွေစတင်ချမှတ်ခံရပြီး2022ခုနှစ်ဇွန်လအတွင်းမှာဒေါ်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။2024နွေရာသီကာလမှာတော့ရာသီဥတုပြုပြင်တာကြောင့်ဒေါ်ဆန်းစုကြည်အပါအဝင်တက်ကြီးအကျဉ်းသားတွေကိုနေရာပြောင်းရွှေ့ထားတယ်လို့ စစ်တပ်ပြောခွင့်ရသူကပြောခဲ့ပါတယ်။ဒါပေမဲ့ဒေါန်ဆန်းစုကြည်ရဲ့တားငယ် Kim Eris ကတော့မိခင်ရဲ့ကျမ်းမာရေးအခြေအနေကိုအတိအကျကျမသိရတဲ့အတွက်ဆိုရင်ပြီးသူ့မိခင်ဟာအများထင်သလိုနေအခြေကျုံမဟုတ်ဘူးလို့ပြောပါတယ်။လက်ရှိဒေါန်ဆန်းစုကြည်ကိုပြစ်ဒဏ်တွေချမှတ်ထားတဲ့အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဘိုးကော်မတီဝင်ဒေါက်တာမျိုးညွတ်ကအခုလိုမှတ်ချက်ပေးပါတယ်။ဒေါန်ဆန်းစုကြည်ကကျွန်တော်ပြောခဲ့သလိုမြန်မာနိုင်ငံအတွက်ကတော့အင်တန်ရာခဲ့တဲ့ယန္နာပါ။ဒါကိုတိုင်းပြည်အတွက် သုံးချခွင့်ဂျုံနေကြိုက်မှာအခုလိုအလဟတဆွမ်းအမဲဖြစ်သွားစီတာအင်တန်တိုင်းမိမှာနင့်နာစေပါလေအဲ့တော့သူမကိုတိုင်းမိအတွက်လွတ်လွတ်လပ်လပ်နဲ့မှန်ကန်စွာဆောင်ရနိုင်မှုအခွင့်အရေးပေးခြင်းဟာနိုင်ငံကိုတကယ်ချစ်မြတ်နိုးတဲ့စိတ်ဓာတ်ကိုပြသတာပဲဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လက်ရှိမှာတော့ဆန်းစုကြည်ဟာကျမ်းမာရေးကောင်းမွန်ပေမဲ့အနေငယ်ပိန်နေပြီး ကိုလေးချင်အနေငယ်ကြသွားတယ်လို့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီဖက်မှာလည်းမနက်ဖက်မှာကြောက်ရွံ့မဲ့လူလူကောင်းဆောင်ရဲ့မွေးနေ့မှာပန်းတပိတ်နဲ့အင်ဂျီအပြာရောင်ဝစ်စင်လှုပ်ရှားမှုမှာပါဝင်သူတွေကိုဖမ်းဆီးရေးယူဖို့စစ်ကောင်စီဘက်ကပြင်ဆင်နေတယ်လို့စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာလည်းအဲ့ဒီလှုပ်ရှားမှုမှာပါဝင်သူတွေကိုဖမ်းဆီးရေးယူနိုင်ဖို့စောင့်ကြည့်နေပါတယ်ခင်ဗျာ။